င်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PDF တပ်ပိုင်ဘန်နာပစ္စည်းတွေကိုတရားမဝင်ထုတ်ယူထားတဲ့အရာရှိ၂ယောက်ကိုအရေးယူထားတယ်လို့နိုဝင်ဘာလ22ရက်နေ့မှာထုတ်ပြန်ထားပါတယ်မန္တလေး PDF ရဲ့ဗဟိုဥဆောင်ကော်မတီဝင်၂ယောက်ဖြစ်တဲ့ကိုမုံတိုင်းစီရေးဌာနကြီးမှုနဲ့ကိုနိုင်ကြီးဘန်နာရှာဖွေရေးဌာနကြီးမှုတို့ကို တရားမဝင်ထုတ်ယူထားတဲ့ကာလတံပိုးကြီးမားတဲ့တပ်ပိုင်ဗန္ဒာပစ္စည်းတချို့ကိုပြန်အပ်ဖို့နဲ့ပြည်တံခံယူဖို့2025 August လနဲ့ September လတွေမှာပြုတ်လုခဲ့တဲ့အစည်းအဝေးတွေမှာအတည်ပြုဆုံးဖြတ်ခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့အဲ့ဒီဗန္ဒာပစ္စည်းတွေကိုပြန်လဲအနန္တာမရှိသလိုဖြည့်ရှင်းပြောဆိုရလည်းမရှိတဲ့အတွက်သူတို့နှစ်ယောက်ကိုလက်ရှိတာဝန်အားလုံးကနေရက်ဆိုင်ကလက်နက်ဖြုတ်သိမ်းထားပြီးဖမ်းဆီးထိန်းသိမ်းထားတယ်လို့ထုတ်ပြန်ကြမှာပါရှိပါဗျ။ သူတို့ဟာတက်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေလည်းဖြစ်တဲ့အပြင်ပြစ်မှုရဲ့သဘောတဘာဝအရာဒီအမှုကိုတာမန်တက်တွင်းစီရင်ဆုံးဖြတ်မှုနဲ့ဆောင်ရွက်ဖို့မသင့်တာကြောင့်အထက်ယုံဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ကိုအမှုတွဲဖြစ်စဉ်ကိုလိုအပ်သလိုဆုံးဖြတ်ဆောင်ရွက်နိုင်မှုအတွက်သတင်းပို့တင်ပြထားပြီးဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါရရှင်။ ကချင်ပြည်နယ်ဖားကန်းမြို့နယ်စိတ်မူကြီးရွာကိုနိုဝင်ဘာလ20ရက်နေ့ည10:00နာရီလောက်ကစစ်ကောင်မရှင်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ကလေးငယ်တယောက်သေဆုံးပြီးခုနှစ်ယောက်ထဏ်ရာရရှိတယ်လို့ဒေသခံတွေဆီကနေသိရပါဗျ။စစ်ကောင်မရှင်ရဲ့ဖားကန်းဗျူဟာကုန်းနဲ့မရှိကထောင် ရက်ကွက်ကရခိုင်ကုန်းမှာတက်ဆွဲထားတဲ့စစ်တပ်ကနေစိတ်မူကြီးရွာကိုလက်နက်ကြီးဆယ်လုံးပစ်ခတ်ခဲ့တာပါ။အဲ့ဒီလိုပြစ်ခတ်ခဲ့တာကြောင့်စိတ်မူရက်ွက်1ရက်ွက်3နဲ့စန်းတီရာဂုံးကို ကြည်ကြောက်ပောက်ကွဲပြီးအသက်2နှစ်အရွယ်မချို့အတန်လင်ထိမှန်တည်ဆုံးပြီး9ရောက်ထံရန်ရရှိရလို့သိရပါဗျ။တိုက်ပွဲဖြစ်တာမရှိဘဲလက်နက်ကြီးနဲ့ပစ်လို့ရက်ွက်တဲ့ဘောမရာကုန်းကကလေးတယောက်ဘိုက်ပွင့်ပွင့်ထွက်ဒဏ်ရာရရှိသွားပြီးတည်ဆုံးခဲ့တယ်လို့ဖားကတ်မြို့ဒေသခံတယောက်ကပြောပါဗျ။ဒါအပြင်ရက်ွက်သုံးကလမ်းပေါ်ကြာရောက်ပြီးဒဏ်ရာရရှိရသူ9ယောက်ရှိခဲ့ပါတယ်။နေအိမ်နဲ့ကားတွေပါပျက်စီးသွားတယ်လို့လည်းသိရပါတယ်။ စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာစိတ်မှုရက်ကွက်တစ်ကိုအများဆုံးကြားရောက်ပောက်ကွဲပြီးမိသားစုနှစ်စုထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။စစ်ကောင်မရှင်တပ်ကနရီကန်ဗျူဟာစီကိုတက်ကူပို့ဖို့စ조사ပေမဲ့ဗစီနဲ့ဂုံကြီးရွာတွေကိုမကြော်နိုင်ဖြစ်နေပြီးအခုနိုဝင်ဘာလထဲမှာဗျူဟာပေါ်ကကဘာလုံးအဆောက်အုံပါထိခိုက်ပျက်စီးခဲ့တယ်လို့သတင်းရင်းမြစ်တွေကပြောပါရယ်စိုးတူအောင်သတင်းပေးပို့ထားတာပါရှင် အာရခတတော်အေအင်းနဲ့တော်လိုင်းပူပေါင်းတပ်တွေပိတ်ဆို့ဖျက်တောက်ထားတဲ့နေအိမ်ကံပြူဝါစီကိုစစ်တပ်ကတက်ကူပို့ဖို့စ조사နေလို့လမ်းဟောင်းော်လမ်းသစ်ဘက်မှာပါတိုက်ပွဲတချို့ဆက်ရှိနေတဲ့အကြောင်းသတင်းရင်းမြစ်တွေကပြောပါရယ်လမ်းဟောင်းဘက်မှာဆိုရင်ဗစီရွာကနေရှေ့ဆက်မတက်နိုင်ဖြစ်နေပြီးလမ်းသစ်ဘက်မှာတော့ကိုကြီးရွာနာကခမောက်တောင်လို့ခေါ်ကြတဲ့နေရာမှာထိတွေ့မှုတွေဆက်ရှိနေတယ်လို့ဒေသခံတွေကပြောပါရယ်ရခိုင်နယ်မကွေးအစမှာတိုက်ပွဲဝင်နေတဲ့ တော်လိုင်းတက်တခုရဲ့ရဲဘော်တယောက်ရဲ့စာနဲ့ပြောပြချက်ကို DVB သတင်းတောက်ကအတန်အစားထုတ်ဖတ်ပြထားပါဗျ။ရှိခါနဲ့စစ်ကူပို့တာတော့ရှိပါတယ်။နေအိမ်ကံဘော်ကိုမရောက်ပါဘူး။နေအိမ်ကံလမ်းဟောင်းဘက်ပစီရွာရှိဘက်လောက်ပဲရောက်နိုင်တာမျိုးပါ။နိုဝင်ဘာလ18ရက်မှာတော့နေအိမ်ကံဘော်ကကဘာလုံးကိုထိတာရှိပါတယ်။အလုံးစုံပြိုကျပျက်စီးတာတော့မဟုတ်ပါဘူး။အထက်ကရေဒါကိုလည်းရွှေ့ထားတယ်လို့ကြားတယ်။ဘယ်တော့ကဘယ်ကိုရွှေ့တယ်ဆိုတာတော့တိကျအတိမပြုတ်နိုင်ပါဘူး။ အတိမပြုနိုင်သေးတဲ့သတင်းတွေအရာလက်ရှိနိုင်ငံပြူအပေါ်မှာအရာရှိနဲ့တခြားအဆင့်အပါအဝင်အင်အား300ဝန်းကျင်လောက်ပိတ်မိနေတာကြောင့်စစ်တပ်ကအခုလို ထိုးစစ်ဆင်ဖို့ကြိုးစားနေတာလို့သိရပါဗျ။စစ်ကောမရှင်တပ်ဟာမဆာခ905တဆင့်တပ်ခုတွေပို့နေတာဖြစ်ပြီးတော့လမ်းနက်ကြီးတွေနဲ့နေတိုင်းပစ်ခတ်နေသလိုလေကြောင်းပုံကျဲမှုကိုလည်းပြုလုပ်နေကြောင်းဒေသခံကပြောပါဗျ။ဘွားလိုကဲရင်တန်းတန်းနဲ့ဟိုကဲပေါ့ပြန်ပြန်ပြီးတော့ထိုးစစ်ဆင်တာပေါ့နော်။ထိုးစစ်ဆင်တော့လေ န့်ကြတာပေါ့အလေးဝင်တဲ့ကောင်တွေလည်းအများကြီးထွက်ပြေးတဲ့ကောင်တွေများတယ်ထွက်ပြေးတဲ့ကောင်တွေကမန်းချောင်းတိုင်းထွက်ပြေးကြတော့အခုမန်းချောင်းတစ်လျှောက်မှာဒီဩဇာနဲ့မာဇာကကိုကငါနဲ့အမရ၄ကိုကနေပြီးတော့ပန်းချောင်းတစ်လျှောက်ကိုစစ်ကြောင်းထိုးတယ်လို့လို့ပေါ့စစ်မီးတွေလိုက်ဖမ်းနေတာပေါ့နော်ဒါကြောင့်မဲစစ်တပ်ကနိုဝင်ဘာတတိယပတ်ထဲချောင်းဘေးကကြီးဝရီဖြစ်တဲ့မန်းစုံရွာရှောက်ဝရွာဝင်းကျင်အပြင်ပသိမ်မုံရွာလမ်းဝင်းကျင်မှာလည်းစစ်ပြေးတွေကိုလိုက်ရှာလေရှိတယ်လို့သူကပြောပါတယ် နေအိမ်ကံပြူဟာသာအလုံးစုံတိမ့်ပိုက်ခံရမယ်ဆိုရင်စစ်ကောမရှင်တိုက်ရဲ့ကပ္ပဆ14အပါအဝင်အာမင်ဘူးနဲ့ပသိမ်မုံရွာလမ်းဆောင်ရာဗရန်မျိုးအထိကိုတော်လိုင်းတက်တွေကနေမြေစွမိုးလာနိုင်ခြင်းရှိတဲ့အကြောင်းမြို့ကန်တွေကခံမှန်းနေကြပါတယ်ကျွန်တော်စိုးသူအောင်ပါ you ဥပဒေနဲ့မညီညွတ်တဲ့အမိန့်တွေကိုညှင်းဆန့်ကြဖို့ American စစ်သားတွေကိုတိုက်တွန်းတဲ့ဗီဒီယိုထုတ်ပြန်ခဲ့တဲ့ Democrat လွှတ်တော်အမတ်6ယောက်ကိုပုံကံဖို့လှုံ့ဆော်တဲ့အပြုအမူအတွက်တည်တံ့ချတဲ့လို့ Trump ကပြောကြားလိုက်ပါတယ်။တရားမဝင်တဲ့အမိန့်တွေကိုညှင်းပယ်နိုင်ပါတယ်လို့ရေတပ်မှတာဝန်ထမ်းဆောင်ခဲ့ပူသလိုအာကာသယာဉ်မှုလည်းဖြစ်ခဲ့ပူတဲ့လွှတ်တော်အမတ်ဆန်ကယ်လီကအဲ့ဒီဗီဒီယိုထဲမှာပြောထားတာပါ။ ဥပဒေဒါမှမဟုတ်အခြေခံဥပဒေကိုချိုးဖောက်တဲ့အမိန့်တွေကိုဘယ်သူမှလိုက်နာဆောင်ရွက်စရာမလိုပါဘူးလို့လွှတ်တော်အမတ်600ကတိုက်တွန်းထားပါတယ်။စစ်တပ်နဲ့ထောင်လိုင်းနယ်ပယ်မှာတာဝန်ထမ်းဆောင်ခဲ့မှုတဲ့သူတွေဖြစ်တဲ့အဲ့ဒီလွှတ်တော်အမတ်600ကထရန့်ရဲ့မှတ်ချက်အားအင်မတန်အန္တရာယ်ကြီးပြီးတော့ရွေးကောက်ခံကိုယ်စားလှယ်တွေကိုချိန်600ရောက်တယ်လို့တုံ့ပြန်ထားပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတိရှိခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဝန်ဒီပါ